အီရန်နိုင်ငံ၏အကြီးမားဆုံးယူရေနီယံတန်ဆင်ရေးစက်ရုံထိခိုက်ပျက်စီးပြီးနောက်အပြည့်ရက်ရေးအီရန်တောင်းဆိုအစ္စရေးအီရန်၅ရက်မြောက်ဆက်ဖြစ်ပြီးဒီနေ့မှာပဲအီရန်ကအပြည့်ရက်ရေးတောင်းဆိုပြီးပြောကြကြတော့သူရဲ့ဘာလို့တောင်းဆိုတယ်လဲသူဘာလို့တောင်းဆိုလဲသူရဲ့တချို့အရေးကြီးတဲ့နေရာတွေထိခိုက်မှာဆိုတော့တောင်းဆိုတာတော့ကျွန်တော်တို့ယူဆတာပဲ အရေးကြီးတဲ့နေရာတွေပါသွားရင်ဘုရားထောက်လှမ်းရေးအရင်ကောင်းနေတော့ရေးအရေးကြီးတဲ့နေရာပါသွားရင်တို့ဒုက္ခရောက်ဖြစ်တယ်ဒါကြောင့်မလို့လူတာကိုအမေရိကန်တောက်ဆူတာဖြစ်တယ်အမေရိကန်ကနေပြီးတော့ဣသရေလကိုပြောရမှာပေါ့နော်အဲ့ဒါလေးဟုတ်မဟုတ်ကြည့်လိုက်ပါဦးအီရန်နိုင်ငံ၏အကြီးမားဆုံးယူရေနီယံတန့်စင်ရေးစက်ရုံထိခိုက်ပျက်စီးပြီးနောက်အပြည့်ရဲ့ရေအီရန်တောင်းဆိုအစ္စရေးနဲ့အီရန်တို့ကြားအသေးပြောက်များသောပြစ်ခတ်မှုများမှ9ရက်မြောက်နေ့သို့ဝင်ရောက်လာခဲ့ပြီး အီရန်နိုင်ငံ၏အကြီးဆုံးယူရေနီယံတန့်စင်ရေးစက်ရုံအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ကြောင်းကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအကြီးအကဲမှထုတ်ပြန်ပြီးနောက်အပြစ်ခတ်ရက်စဲရန်အီရန်ဘက်ကတောင်းဆိုလိုက်ကြောင်းရိုက်တာသတင်း၌ယနေ့ဖော်ပြသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဩဇာလွှမ်းမိုးသောအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုအားချက်ချင်းအပြစ်ခတ်ရက်စဲရေးအတွက်အိုမန်ကာတာနဲ့ဆော်ဒီအာရေဗျတို့အနေဖြင့်ဖိအားပေးရန်အီရန်ကတောင်းဆိုခဲ့သည် အပြန်အလှန်အပြင်အီရန်သည်နျူကလ িয়ার စစ်ဆင်ညှိနှိုင်းမှုအတွက်လိုက်လျောညှိထွေမှုကိုပြသမည်ဖြစ်ကြောင်းအီရန်သတင်းရင်းမြစ်ကဆိုသည်ယမန်နေ့ကအစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရုတ်တံလွင့်ဌာနကို ထိမှန်ခဲ့ပြီးပောက်ကွဲမှုကြောင့်သတင်းဖတ်သူတဦးမှထိုင်းခုံမှအ мян ထွက်ပြေးရသော ရုတ်တံလည်းထွက်ပေါ်လာခဲ့သည်အဆိုပါအဆောက်အုံသည်အီရန်လက်နက်ကင်တပ်ဖွဲ့များအုံပြုသည့်ဆက်သွယ်ရေးစင်တာတစ်ခုလည်းဖြစ်ကြောင်းအစ္စရေးစစ်တပ်ကပြောသည် အစ္စရေးနဲ့အီရန်ဘာတွေဆက်ဖြစ်လာမယ်ဆိုတဲ့အရာကိုကျွန်တော်ပြောပြပေးမယ်ဗျာအခုချိန်မှာတော့အစ္စရေးနိုင်ငံဟောတဲဘင်းမြို့မှာပဲဖြစ်ဖြစ်ဟောအီရန်နိုင်ငံတီဟီရန်မှာပဲဖြစ်ဖြစ်ဟောလက်နက်ကြီးတွေထိပြီးတော့မှမြို့အတော်တော်များများပျက်စီးနေတယ်ဗျာဒါပေမဲ့အများဆုံးပျက်စီးတာတော့ဟောအီရန်နိုင်ငံတီဟီရန်မှာတော်ပျက်စီးတယ်ဗျာဟောအခုချိန်ထိဟောတိုက်ပွဲဖြစ်လာတဲ့9ရက်သားကာလလုံးမှာအစ္စရေးကတည်တဲ့အတူဦးရေက20ကျော်ရှိသွားပြီဒဏ်ရာရတဲ့လူကလည်း200ကျော်ရှိသွားပြီဗျာဒါပေမဲ့လူ့ ဟိုအီရန်နိုင်ငံမှာတော့တေးတဲ့လူဦးရေက300နီးပါးရှိပြီးတော့မှဒဏ်ရာရတဲ့လူက3000နီးပါးဖြစ်လာပြီဆိုတော့ဟိုပို့ပြီးတော့မှခံရတာကအီရန်ဖြစ်တယ်ဒါပေမဲ့လို့အီရန်ကပို့ခံရတယ်ဆိုပေမဲ့ဟိုအီရန်ကဘယ်နိုင်ငံကမှအစ္စရေးကိုဒီလောက်ထိပြက်စီးအောင်မလုပ်နိုင်သေးတဲ့အရာကိုအီရန်ကလုပ်ခဲ့တယ်ဗျဒါပေမဲ့ history ကလည်းအီရန်ဒီလိုလှုပ်လာမယ်ဆိုတာကို तू ကမြင်တယ် तू ကကြိုတိပြီးသားဗျဒါပေမဲ့အခုချိန်မှာ history ကဒီလိုခံရနေတဲ့အထဲမှာမှာ အီရန်နိုင်ငံကိုနောက်ဆုံးအခြေကြီးသူလုပ်ဖို့အတွက်သူကြံရွယ်နေတယ်လို့လည်းအသတင်းတွေကပေါ်ပြထားတယ်ဗျာ။ဘာလို့ဆိုလို့ရှိရင်အစ္စရေးထောင်လိုင်းကြီးကကောင်းလွန်အားကြီးတဲ့အတွက်အီရန်နိုင်ငံကဒုံးနေအီရန်နိုင်ငံကလက်နက်တွေကဘယ်ကနေထွက်လာလဲဆိုတဲ့အရာကို तू ကအချိန်ယူပြီးတော့မှ तू ကကြည်နေတယ်။ तू အဓိကနေရာကို तू ဖျက်ဆီးဖို့အတွက် तू လုပ်နေတယ်လို့လည်းပြောကြတယ်ဗျာ။ဟောဒါပေမဲ့အီရန်နိုင်ငံကလည်းအစ္စရေးနိုင်ငံကိုဖျက် မီးလောင်တိုက်တွင်းပြစ်မယ်လို့သူပြောတဲ့အတိုင်းပဲသူရဲ့ရှိသမျှလက်နက်တွေနဲ့သူချတော့မယ်လို့လည်းဟောပြောတဲ့ကြားတယ်အဲ့တော့နှစ်နိုင်ငံအခြေအနေကတော့လုံးဝမကောင်းဘူးမနေ့ကချိန်ထိတော့ဟောအစ္စရေးနိုင်ငံရဲ့မရှိနေတဲ့အနုညူဆက်ယုံကိုအီရန်ကလာပြီးကျဲသွားတယ်။ဒါပေမဲ့အနုညူဆက်ယုံအများကြီးတော့မဟုတ်ဘူး။တခုလာပြီးတော့မှကျဲတဲ့အတိဖြစ်လာတယ်။အစ္စရေးကလည်းအီရန်နိုင်ငံရဲ့ရေနံချက်ဆက်ယုံတွေကိုပါထပ်ပြီးကျဲလာတဲ့အတွက်ရေနံဈေးကတော့အနည်းငယ်တော့ကမ္ဘာပေါ်မှာလှုပ်ခတ်သွားဖို့အတွက်အစီအစဉ်ရှိတယ်။ ဟောဒါတော့ဟိုအများအမြင်ဟိုပြောပြတာပေါ့အဲ့တော့အမေရိကန်တို့ဟိုရုရှားတို့ဝင်လာဖို့အစီအစဉ်ရှိလားဆိုလို့ရှိရင်ရုရှားကတော့ယနေ့ချိန်အထိငြိမ်နေတော့မယ်ဒါပေမဲ့အမေရိကန်တို့ G7 ထိပ်တီးနိုင်ငံတွေကတော့မနေ့တုန်းကကနေဒါနိုင်ငံမှာအစည်းအဝေးထိုင်တယ်အစည်းအဝေးကိစ္စကလည်းဒီအစ္စရေးနဲ့အီရန်ကိစ္စကိုအကြီးကြီးမားမားသူတို့ဆွေးနွေးတယ်သူတို့ဆွေးနွေးရတဲ့အထက်မှာစီးပွားရေးလည်းပါတယ်အီရန်နိုင်ငံကိုဟိုသူတို့ ဝင်တိုက်ဖို့ရှိလားမရှိလဲအရာတွေကသူတို့ဆွေးနေတာဖြစ်ကောင်းဖြစ်နိုင်တယ်။ Israel ကဝင်ပြီးတိုက်ဖို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့လို့ဝင်ပြီးတိုက်ဖို့ဆိုတော့လူအင်အားနဲ့တော့မဖြစ်နိုင်ဘူး။သူတို့ကလက်နက်အင်အားထောက်ပံ့ပေးဖို့အတွက်အများဆုံးကတော့အဲ့လိုပဲဖြစ်နိုင်တယ်။ဘာဖြစ်လို့ဆိုလို့ရှိရင်နိုင်ငံအသီးသီးကလူအင်အားတွေနဲ့ဝင်မယ်ဆိုလို့ရှိရင်တက်တက်ကဘာစစ်ကြီးကိုဥသိသွားနိုင်တယ်ဒီဘက်မှာလည်းအားတဲ့နိုင်ငံတွေကအစည်းအဝေးထိုင်တယ်လို့ကြားတယ်ဗျအဲ့တော့ အရနိုင်ငံတွေဖက်ကအစည်းအဝေးထိုင်တဲ့နိုင်ငံကြီးတွေနဲ့အဲ G7 အစည်းအဝေးထိုင်တဲ့နိုင်ငံတွေထိတ်တိုက်ပြန်ပြီးတော့မှဆွေးနွေးဖို့လဲရှိကောင်းရှိလိမ့်မယ်ဒါမှမဟုတ် Israel ကဟောအီရန်နိုင်ငံကိုနောက်ဆုံးအချိန်အထိသူကစောင့်ကြည့်ပြီးတော့မှဟောစောင့်ကြည့်ရဆိုတာလက်နက်အော်ကြီးမားလက်နက်တွေနဲ့အနုပြောမဖြစ်နိုင်ဘူးကြီးမားလက်နက်တွေနဲ့အဓိက main နေရာတွေကိုဖျက်ဆီးဖို့အတွက်အဲကြံရထားနိုင်တယ်ဒါတော့ Israel ဘက်ကကြံရထားတဲ့အရာပေါ့နောက်ဆုံး G7 နိုင်ငံတွေကသူတို့အဓိကအသုံးပြုနေတဲ့အီရန်နိုင်ငံရဲ့ဟော်မုန်းရေလက်ကြားကိုအီရန်နိုင်ငံကမင်းတို့ဝင်ပါလို့ရှိရင်ပိတ်ပစ်မယ်လို့သူကကြိမ်းဝါထားတယ်ဆိုတဲ့အတော့အဲ့ဒီအရာကိုသူတို့ငဲ့ကွက်မယ်လို့လည်းထင်တယ်ဒါပေမဲ့နောက်ဆုံးအကြိမ်ဆိုတာကတော့အီရန်နိုင်ငံကိုဖျက်ဆီးမယ်ဆိုလို့ရှိရင်တော့ဒီဟာသူငဲ့ကွက်စာမလို့တော့ဘူးငါတို့အီရန်နိုင်ငံကိုဖျက်ဆီးပစ်မယ်သူတို့မှအကြံရှိလို့ရှိရင်တော့တောင်းငဲ့ကွက်မှာတော့မဟုတ်ဘူးဒါပေမဲ့လို့အီရန်နိုင်ငံကိုဖျက်ဆီးဖို့ကလည်းမလွယ်ဘူးဘလို့ဖျက်ဆီးမယ်ဆိုလို့ရှိရင်အီရန်နိုင်ငံထဲမှာ အီရန်အစိုးရကိုပြန်တိုက်ခိုက်မဲ့လက်နက်ကင်တစ်ခုသူဖွဲ့စည်းနိုင်တယ်အဲ့ဒီအရာကတေချာတော့ဖြစ်တယ်ဘာလို့တေချာတော့ဖြစ်ဆိုမနေ့တော့ကအီရန်နိုင်ငံကထွက်ပြေးသွားတယ်ရှားဘရင်ရဲ့တားကအတန်ထွက်လာတယ်ဒီကာမီနီကအီရန်နိုင်ငံကိုအဓိကဖျက်ဆီးနေတဲ့ခေါင်းဆောင်ပဲဆိုပြီးတော့မှသူကဆွဆွဲလာတယ်ကြာအဲ့တော့အတွက်သူ့ဘက်ကလူတွေဘလောက်ပါလာမယ်ဆိုတော့လေတန်းနဲ့သူကဆွဲခေါ်လိုက်တယ်ကြာပြီးတော့တီဟီယန်နိုင်ငံမှာရှိနေတဲ့ပီလူပီသားတွေကလည်းဟိုဘက်မှာ ဟိုအစ္စရေးကိုတော့သူတို့ကဟိုတိုက်ခိုက်ချင်တာအစ္စရေးနိုင်ငံနေတန်းဟာယာဟူကတီဟီယန်နိုင်ငံမှာတီဟီယန်မြို့မှာရှိနေတဲ့လူတွေထွက်ပြေးကြပါငါတို့တီဟီယန်မြို့ကိုဖျက်ဆီးတော့မယ်လို့ပြောတဲ့ခါမှာတကယ်ပဲတီဟီယန်မြို့မှာရှိနေတဲ့လူတွေကထွက်ပြေးကြတယ်နောက်ဆုံးရှားပရင်ကိုလက်ခံတဲ့သူတွေသူတွေလည်းရှိသေးတယ်ဗျအဲရှားပရင်ကိုလက်ခံတဲ့သူတွေကလည်းနေတန်းယာဟူရဲ့စကားကိုနားထောင်တဲ့ဆိုကရဲကိုကအီရန်နိုင်ငံထဲမှာရှိနေတဲ့သူတွေကစိတ်ဝမ်းကွဲနေတယ်ဗျအဲ့တော့စိတ်မကောင်းစရာက ဘယ်စစ်ပဲဖြစ်ပလိစေစိတ်ဝမ်းကွဲလာပြီဆိုလို့ရှိရင်တော့ပြိုကွဲဖို့အတွက်ဥတီလာပြီဒါပေမဲ့တစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းအစ္စရေးနိုင်ငံကအဲပြည်သူတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကနေတန်ယာကိုတိတ်ကြိုက်တာမဟုတ်ဘူးဒါပေမဲ့ကြိုက်ကြိုက်မကြိုက်ကြိုက်အစ္စရေးတွေရဲ့အာသာချက်ကဘာလဲဆိုလို့ရှိရင်တခြားနိုင်ငံတွေနဲ့စစ်ဖြစ်လာရင်ကိုယ်နိုင်ငံခေါင်းဆောင်တွေလုတ်တဲ့အလုတ်ကိုတရားမှာ80ရာခိုင်နှုန်းကထောက်ခံတာကိုကအစ္စရေးနိုင်ငံအာသာချက်ဖြစ်နေတယ်အဲ့တော့အီရန်နိုင်ငံကလက်နက်အင်အားဘလောက်ပဲများများအီရန်နိုင်ငံဘလောက်ပဲနိုင်ငံကြီးကြီးအီရန်နိုင်ငံကတော့ ဟိုဖြက်စီးဖို့တော့မလွယ်ဘူးဟိုဟိုဘာဖြစ်လို့ဆိုလို့ရှိရင်အီရန်နိုင်ငံအကြီးဆုံးအီရန်အားနိုင်ငံထဲမှာအကြီးမားတဲ့နိုင်ငံလည်းဖြစ်တယ်ပြီးတော့သူကလက်နက်အင်အားလည်းအရန်တောင်းတဲ့နိုင်ငံဖြစ်တယ်အဲ့တော့အီရန်ကိုဖြက်စီးဖို့ရန်အတွက်တော့မဖြစ်နိုင်ဘူးဒါပေမဲ့အတွင်းထဲမှာရှိနေတဲ့လူအချင်းချင်းသူတို့သူတို့ဟိုလူမျိုးအချင်းချင်းပြန်ပြီးတော့မှအီရန်နိုင်ငံလူမျိုးပြန်ပြီးရန်ဘတ်ပြုတ်ဖို့အတွက်တော့များတယ်ဗျအဲ့တော့ဘလို့ဖြစ်လာနိုင်မလဲဆိုတာဆက်လက်ပြီးတော့ကြည့်တော့ဖို့တဲ့ဖြစ်တယ်။အော်ဒါကျွန်တော်သိရှိသလောက်ပဲကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်။